လက်ရှိတင်နေနောက်နှစ်ငါးနှစ်အတွင်းနဲ့အတင်းလုံးဝမတူ တိုးတက်ပြောင်းလဲသွားစေဖို့ပါငွေစုပါကိုဝင်ငွေရဲ့အနည်းဆုံး10ပုံတစ်ပုံကိုကိုရဲ့စုငွေအတွက်အရင်ဖယ်ထားပါအသုံးစရိတ်ကိုထိန်းချုပ်ပါလိုချင်တာနဲ့လိုအပ်တာကိုကိုယ်ကိုယ်ပြပြတိပါစီစုဆောင်ထားတဲ့ငွေကိုတိုးပေါင်းလုပ်ပါဖြက်လန်းတဲ့ငွေအမြန်တိုးပေါင်းနှိထက်တမအာဇီဝကြကြမှန်ကန်တဲ့လမ်းကိုရှောက်ပြီးတော့ဖြည်းဖြည်းချင်းကြိုးစားပါကိုယ်ပိုင်အိမ်ဆောက်နိုင်အောင်ကြိုးစားပါပုံမှန်ဝင်ငွေရှိပါစေဝင်ငွေနည်းသည့်ဖြစ်စေများသည့်ဖြစ်စေပုံမှန်ဝင်ငွေရှိပါစေ ကိုယ့်ရဲ့စွမ်းရည်ကိုမြင့်တင်မှာလူတယောက်ဟာအမြဲတိုးတက်နေဖို့လိုပါတယ်။လုပ်ငန်းမှာပိုကျွမ်းကျင်မှုအတွက်လည်းအမြဲတမ်းလေ့လာပါ။မိမိစွမ်းရည်ပိုတိုးတက်ဖို့အတွက်လေးစားထိုက်သူဖြစ်ဖို့မိမိအပြုမှုဂုဏ်သိက္ခာများကိုစောင့်ထိုင်းပါ။ကုညီပါသို့တော်လည်းချင့်ကျင်ပြီးတော့ကုညီပါ။သူ့ရဲ့ဝင်တို့ဝင်ဖို့ကကိုကြောပေါ်တင်ပြီးတော့ထမ်းပိုးပေးရတာမဖြစ်စေခြင်းချင့်ကျင်ပါ။နောင်တော့ကြီးစွာမရမိစေရန်ကြိုတင်စဉ်းစားမှုအနည်းငယ်ပြုပါ။အချိန်ဆွဲရတဲ့အကျင့်ကိုပြင်ပါ။ကံကြမ္မာကောင်းကိုမဆောင်မှနဲ့ကံဆိုတာညံအမျော်မြင်တဲ့ဝရိယထားပြီးတော့အလုပ်စူးစမ်းခြင်းပါပဲ အလုတ်လို့ပါအလုတ်ကလူတယောက်ရဲ့တန်ဖိုးပါပဲအလုတ်လို့ရင်အည်ချင်းပြေးွားတဲ့လူတယောက်ဖြစ်စီပါတယ်ဘယ်သူပဲပါအတိမတ်ပြုတ်သည်ဖြစ်စီမပြုတ်သည်ဖြစ်စီအရေးမဆိုင်နဲ့အရေးကြီးတာကို့အလုတ်ကောင်းနေဖို့ပဲကျမ်းမာရေးလိုက်စားပါအစားအစာကိုစနစ်တကျစားပါတနေ့တနာကြီးလေ့ကျင့်ခန်းပုံမှန်လုပ်ပါကျမ်းမာမှပဲတင်လုတ်ချင်တာကိုလုပ်နိုင်မှာပဲဖြစ်ပါတယ်